ယူငယ်ဘဝဆိုတာကတကြွတင်းလွင်တဲ့အတွေးတွေကျမ်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်တို့ကိုပိုင်ဆိုင်ထားတာကြောင့်ဘာမဆိုဖြစ်မြောက်အောင်မြင်ဖို့ကြိုးစားခြင်စိတ်လေးသာရှိမှာဆိုရင် Fundamental ပန်းပတ်မှာအဖူးအငုံအညွတ်အတက်လေးတွေလိုပဲဖြစ်ပါတယ်ဒီလောက်အရွယ်ကောင်းတဲ့အချိန်မှာတောင်သင်ဟာလမ်းလွဲနေတာမျိုးတစ်ခုခုကိုထိရောက်အောင်မြင်အောင်ကြိုးစားမှုမရှိတာမျိုးဘာလို့ရမှန်းမကြည့်တာမျိုးကိုယ်အိမ်မက်ကဘာမှန်းမသိတာမျိုးသို့မဟုတ်အခြားမိဘမိတ်ဆွေများပေါ်မှာမိခိုးပြီးတော့နေနေတာမျိုးကတော့ လုံးဝမဖြစ်တင်ပါဘူးဒီလိုပြန်မရနိုင်တော့မဲ့လူငယ်ဘဝကိုအကျိုးရှိစွာအသုံးချနိုင်မှသာသင်ဟာလူကြီးဘဝမှာပူတိပူတက်ပြီးအများအကျိုးကုင်ဖီးမနိုင်မဲ့လူကြီးလူကောင်းတယောက်ဖြစ်နိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ YouTube channel မှာကြိုဆိုပါတယ်ဒီဗီဒီယိုလေးမစခင်ဗီဒီယိုကို like လုပ်ပေးပြီး channel လေးကိုလည်း subscribe လုပ်သွားပြီးအခုမြစ်တိုက်ရခင်ကျွန်မလည်းကဲစကြရအောင်အခုလိုတန်မှုဖြစ်မြတဲ့လူငယ်ဘဝကို ိုးရှိရှိအတုံးချနိုင်မှုကတော့မိတ်ဆွေတို့အနေနဲ့နံပါတ်၁စူးစမ်းလေ့လာပါကိုကဘာလို့ရမယ်မှန်းမသိဘူးကိုရီမန်းချက်ကဘာမှန်းမသိသေးဘူးဘယ်လို့ကကိုနဲ့ကိုက်ရင်မယ်ဆိုတာကိုကူတိုင်ကသိမနေဘူးဆိုရင်တော့လိလာမှုအားနဲ့နေလို့ပဲဖြစ်ပါတယ်ဘယ်ယာတုဆိုဘယ်တောင်ယူရတယ်ဘာတွေအဓိကလုပ်ရတယ်ကုသဆိုရင်ဒီလိုယာတုနဲ့ဒီလိုတောင်အမျိုးကိုစိတ်ဝင်စားနိုင်တယ်လားဒါမှမဟုတ်ဘယ်လိုယာတု ဘယ်လိုတောင်းရင်မျိုးဆိုကိုကသဘောကျနိုင်မလဲပြီးတော့ကိုအချင်းနဲ့ဘယ်လိုတောင်းရင်ကခိုင်းညီမလဲဆိုတာကိုသိနိုင်ဖို့ကတော့ပအဝင်ချင်းကလူတွေကိုလိလာတာပဲဖြစ်ဖြစ် အလောက်ခွင်မှာရှိနေတဲ့လူတွေစီကလိလာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကိုတိုင်းကိုစိတ်ဝင်စားတဲ့ဘယ်အလောက်ကိုမဆိုလှုပ်ကြည့်ဖို့တိုက်တွန်းပါလေကိုမတိတည်တဲ့အရာတို့မဟုတ်ကိုမတက်တည်တဲ့အရာဆိုရင်လေဘာပဲဖြစ်ဖြစ်ကိုအတွက်တချင်းချင်းမှအကျိုးရှိလာမယ်လို့ထင်ရင်လိလာတင်ယူတင်ပါတယ် အဲ့ဒီလိုလေးလာတင်ယူနေရင်းနဲ့ပဲကိုယ့်ရဲ့ဇယိုင်းနဲ့ကိုက်ရည်တဲ့အလုပ်ကဘာဖြစ်မလဲကိုယ့်ရဲ့ဝါဇနာနဲ့ကိုက်ရည်တဲ့အလုပ်ကဘာဖြစ်မလဲကိုယ်စိတ်ဝင်စားတာကရောကိုယ့်အတွက်အသက်မွေးလမ်းကြောင်းဖြစ်နိုင်သလားအသက်မွေးနိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မိကုန်းတွေကဒီလိုစူးစမ်းလေးလာနေရင်းနဲ့ပဲအဖြေထွက်လာတတ်ပါတယ်အားကြောင့်သူများလျှောက်တဲ့လမ်းအတိုင်းပဲလိုက်လျှောက်နေမယ့်အစားကိုကိုတိုင်ဆက်စုလိလာပြီးတော့မှကိုလျှောက်မဲ့လမ်းကိုကိုကိုတိုင်ပဲဖောက်တင်တယ်လို့အကြံပြုရှင်ပါတယ် နမနဲ့အနေနဲ့ကတော့ရှားဖွေစူးစမ်းရပါမယ်။ကိုမတိတည်တဲ့အကြောင်းအရာတွေကိုတိလာဖို့စူးစမ်းမှုပြုရမယ်။လေးလာပြီးသင်ယူသင့်သင်ယူရပါမယ်။ပြီးတော့အရေးအကြီးဆုံးအနေနဲ့ကတော့ကြိုးစားဖို့အမြဲအသင့်ဖြစ်နေရပါမယ်။ကိုယ့်ရဲ့ရှားဖွေစူးစမ်းမှုကိုအမြဲတစေနားထောင်ပြီးမတားနေသင့်ပါလေ။ကိုယ့်အတွက်အကျိုးရှိနိုင်မဲ့အသက်ပညာအသိပညာနဲ့ပတ်သက်ပြီးများများမပြောဘဲများများနားထောင်နေပါလေ။ လူရယ်လို့ဖြစ်လာရင်မလုတ်ဘူးတာမရှိဘူးဆိုတဲ့လူမဲ့စကားကိုအရက်တော့ဖဲရိုက်မူးရစေတုံးမိမပွေတာမျိုးလို့အစိတ်အတော့ဖြစ်စေမဲ့ကိစ္စမျိုးမှမဟုတ်ပဲကိုဘွားအတွက်အတိပညာတူပွားစေမဲ့ကိစ္စမျိုးတွေအတက်ပြန်တစ်ခုခုနဲ့ကိုယ့်အတွက်တင်းယူတင်းတာမျိုးတွေကိုအမြဲနားဆုံးထားပြီးရှားဖွေစူးစမ်းမှုလေ့လာတင်ယူဖို့လည်းအသုံးပြုတင်ပါလေကိုယ်ရင်းနဲ့ကိုခုနိုင်အောင်ကြိုးစားပါလူငယ်အဖြစ်ရုန်းကန်နေရင်လည်းကိုအားကိုကိုတက်အောင်ကြိုးစားတာအကောင်းဆုံးပါ မိဘအတန်းဝန်ကကူညီနိုင်တယ်ဆိုရင်တော့ကိုယ်ပိုင်အစွမ်းစအရည်ချင်းမရှိရင်ဘယ်အရာကမှရေရှိမတည်မြဲမအောင်မြင်နိုင်ပါဘူးကိုချီတော့ဘောကိုရက်တည်နေအောင်ကြိုးစားခြင်းကတင့်စွမ်းရင်ကိုတူးတက်စေပြီးတော့တင့်အရင်နဲ့တင်ခူနိုင်တဲ့အခါငွေတွေကိုလည်းခြွေတာတက်လာပြီးတော့အတုံးနဲ့အဖြုံးတို့ကိုလည်းခွဲခြားနားလည်လာတတ်သွားမှာဖြစ်ပါတယ်ကိုအရင်နဲ့ကိုခူနိုင်တဲ့အခါအခြားတွေတွေကိုလည်းဖိမခူနိုင်ပါလိမ့်မယ်ဒါကြောင့်ကိုအရင်နဲ့ကိုခူနိုင်အောင် စူးစမ်းပြီးကိုယ့်အရင်ချင်းတွေကို အမြဲတိုးတက်အောင်ပြုလုပ်ဖို့ကကိုယ့်ရဲ့တာဝန်ဖြစ်ပါတယ်။ဘ ഹു တုတ္တတွေကိုအမြဲရှာနီးတင်ပါတယ်။လူအများစုကကျောင်းအသံပညာမှာထူးချွတ်ရင်လူတော်ဖြစ်တတ်မှတ်တတ်ကြပါတယ်။ဒါပေမဲ့ပညာဆိုတာသင်မကုန်ပါဘူး။ကျောင်းမှာမတင်လိုက်ရတဲ့ပညာတွေကိုအပြင်မှာအမြဲလေ့လာသင်ယူနေတင်ပါတယ်။အဲ့ဒီကျောင်းပြင်ပကပညာတွေအတွက်စာအုပ်စာပေတွေဖတ်တာ အခြားအောင်မြင်သူတွေစီကအတူယူတာကြာရှုံးသူတွေစီက တင်ယူတာကအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ကိုမသိတာမရှိအောင်ဘဝတုဒ္ဒတူခေါ်အောင်ရှာမိတာမျိုးအမြင်လှုပ်တင်ပါလေ။ဘယ်အရာမဆိုသူများထက်တစ်ခုပိုတည်ထားတဲ့အခါတစ်ခုပိုပြီးအမားအမှန်ခွဲခြားတတ်ပါလေ။အမှန်များလာတဲ့အခါထိုလူကအခြားသူတွေထက်ကိုခေါင်းကလုံးတာပြီးသလိုပိုပြီးလက်တိုးကပ်မြန်ပါလေ။နံပါတ်9အနေနဲ့ကတော့သမိုင်းကိုလေ့လာတင်ပါလေ။မအအောင်သမိုင်းတင်ရတယ်လို့ပြောကြပါတယ်။တကယ်လည်း ကိုမတိခဲ့တဲ့အကြောင်းအရာတွေကိုကိုလက်လန်းမိတယ်လို့လေ့လာတင်ပါလေ။တမိုင်းကိုလေ့လာရင်းနဲ့မှသူများပြောတာတွေကိုပဲယုံတာထက်ကိုကိုယ်တိုင်လေ့လာခြင်းကဘဟုတုတတွေကိုပို့ပြီးတိုးတာစေတတ်ပါလေ။ပြီးတော့နောက်ဆုံးနံပါတ်6အနေနဲ့ကတော့စာမြန်မြန်ဖတ်တင်ပါလေ။စာမြန်မြန်ဖတ်ခြင်းကတမိုင်းကိုလေ့လာတာနဲ့အတူတူပဲဖြစ်ပါလေ။စာမြန်မြန်ဖတ်ပြီးဘဟုတုတတွေကိုလာတိုင်ကအမှန်အမှန်ကိုပို့ပြီးခွဲခြားနိုင်စွမ်းရှိပြီးကိုယ့်ရဲ့လောကကိုကြည့်တဲ့အမြင်က သူများထက်ပို့ပြီးကျယ်သွားတတ်ပါလေပြီးတော့ ပူပြီးကုချင်းစာတက်လာပြီးနှလုံးသားနဲ့လည်းခံစားနားလည်းနိုင်စွမ်းကုတက်လာပါတယ်။တချို့လူငယ်တွေလမ်းပြောင်းနေတာနဲ့ပတ်သက်ပြီးဒီအချွတ်တွေကိုလှုပ်ကြည့်ဖို့တိုက်ကွန်းလိုက်ပါတယ်။ကိုတိုင်လိလာစူဇန်စာဖတ်တမိုင်းကြောင့်လိလာရမှအမြင်ကျလာပြီးကိုဖြစ်ချင်တာကို့အိမ်မက် ကို့ရီမန်းချက်ဆိုတာမျိုးတွေကအစတဖြည်းဖြည်းပုံပေါ်လာနိုင်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာတွေ့ကြရအောင်။